ဧပြီလ15ရက်နေ့မနက်၈နာရီဝန်းကျင်မှာမင်းကြီးမြို့နယ်တောင်တွင်းဒေသနေရနှစ်ခုမှာမြို့နယ်ပါကဖားနဲ့မြို့နယ်ပါအဖားတောင်ကန်တို့ကိုဒေသခံပြည်သူတွေကဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။ မင်းကြီးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတာဝန်ခံဦးညိုလွင်နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါဖတာဝန်ခံဦးဝင်းမင်းစိုးတို့နှစ်ဦးဟာလက်စားတာအာဏာလွဲသုံးစားလုပ်တာတွေအပြင်တော်လှန်ရေးခေါင်းစဉ်တက်ပြီးစီးပွားရေးလုပ်တာတော်လှန်ရေးအဖွဲ့ငယ်တွေကိုလည်းအင်အားသုံးဖိနှိပ်တာဖမ်းဆီးနှိပ်စက်တာမျိုးတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီလိုအာဏာလွဲသုံးစားလုပ်နေတာကိုចောင်းသားသူအနေနဲ့လက်မခံနိုင်တဲ့အတွက်ဆန္ဒပြထုတ်ပေါ်ရတာဖြစ်တယ်လို့သိရပါတယ် တော်တယ်မလားပြောခုလိုဆန္ဒပြရတဲ့အကြောင်းကညနေတာဝန်ခံနေအနေထားကကျွန်တော်တို့ညနေအတွက်ဘလို့မှဆန္ဒပြတဲ့အတွက်ဒီနေရာလေးတွေကိုဖယ်ရှားပြကြဖို့ကျွန်တော်တို့ဆန္ဒပြတာဖြစ်တယ်။ဟိုသူတို့ရဲ့အစီတော်နေတဲ့အနေထားတွေကဘလို့မှဆန္ဒပြတော့လို့ဒီသူတို့အတွက်လည်းအကျိုးမရှိဘူးတော်လိုက်အတွက်လည်းအကျိုးမရှိအကျဉ်းကြီး ချမ်းသာရေးအတကရရပေါ့ဘာတစ်ခုမှအဆိုးမရှိတဲ့ဆက်ဆောင်လို့ကျွန်တော်တို့ထားကိုပထုတ်အပ်ခြင်းဖြစ်တယ်ဘုန်းတော်ဌာနပထုတ်အပ်ခြင်းဖြစ်တယ်။ကျွန်내ရည်ရည်ကြတဲ့ဘာမှမပြောသူတို့ကဲလို့လည်းမဟုတ်ဘူး။မုန်းလို့လည်းမဟုတ်ဘူးတကယ်သူတို့မလုံးလုံးတော့လုံးဆောင်နိုင်သားမရှိဘဲနဲ့ဒီရုတွေယူထားရင်လည်းလက်ကားပဲလေအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဌာနတက်လာဖြစ်ပါမယ်။ဆန္ဒပြပွဲမှာပါဝင်သူတူဦးကပြောပြသွားခဲ့တာပါ။ မင်းကြီးမြို့နယ်ပါကဖတာဝန်ခံဦးညိုလင်းကတော့တာဝန်ထမ်းဆောင်နေတာနှစ်နှစ်ကျော်ရှိပြီးပါဖတာဝန်ခံကိုဝင်းမင်းစုကတော့ခန့်အပ်ထားတာမကြသေးဘူးလို့ဆိုပါတယ်သူတို့နှစ်ဦးရဲ့လောက်ရက်ကိုမကြိုက်လို့အထက်လူကြီးတွေစီတိုင်းသားတွေပြေဖို့ခဲ့ပေမဲ့လည်းဘာမှထူးခြားမလာဘူးလို့သူကဆက်ပြောပါတယ်အဲအဲ့ဒါတွေကငကိုတော့ကတော့ဒီဒီမြို့နယ်ကဘလို့မှအဆင်မပြေတဲ့အကြောင်းကိုတော့တည်ပြီးထားတာတွေကတော့ရှိပါတယ်အဲဒါပေမဲ့လို့လည်းဘလို့ပြင်မဲ့ဆိုတော့ ညွန့်ညွန့်နယ်ကိုခရိုင်ကလည်းမကော့ကဲနိုင်ဘူးတိုင်းနယ်ကလည်းမကော့ကဲနိုင်ဘူးပြောမယ်ဆိုရင်ကဝင်းကြီးဌာနအဆင့်ကြောင့်တော့ပြောလို့ရပါတယ်ဒီညွန့်နယ်တီးတီးမှာချက်နေတဲ့ပြဿနာပေါင်းစုံတွေကိုဟိုမရှိရှင်းနိုင်တာရကျွန်တော်တွေ့နေရပါတော့အဲလောကစားဝိုင်းမျိုးညွန့်နယ်ပတ်ကပါးဖားတယ်မဟုတ်ပါဘူးပတ်ကဖားတွေရောဒီအကုန်လုံးပေါ့ပြောချင်တာကတော့အပွင့်ကြီးတွေတော်တော်များများဒီဥစ္စာကိုသက်ခံထားတယ်လို့ပဲကျွန်တော်တော့ ဟိုမှတ်ချက်ပေးခြင်းလည်းပါသူ့လည်းတော့သူတူတယောက်တည်းလက်ခံတာနဲ့လည်းမချက်နိုင်မှုလေဒီဘာမှလို့ဒီကအတေခံတော့ပါပါပေါ့ပါပါဝယ်လက်သူလက်ခံလို့ဒီလောကသားဝိုင်းနေကျင်ဝိုင်းနေကျင်ဝိုင်းနေဒီ၆ကောင်ဝိုင်းနေဒါတွေချက်လာတာကတော့ပြီးကြတယ်ဒါကတော့ဝယ်မဲ့သူကိုယ်တိုင်ဒီ၆ကောင်နေကျင်ဝိုင်းနေထိုးတာရှိတယ် ဆိုတဲ့ဥစ္စာလည်းတတိယကာရရင်းနဲ့ကြာနေကြတာဆိုခတဲ့ငင်းလို့မရပါဘူးတော့ဒါရတော့။အာပြောရရရှိရင်းလဲဆိုတိတိယောက်ယောက်ကဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့မျိုးနယ်ရဲ့အတဖတ်တာဝန်ခံတွေရောပါပတာဝန်ခံတွေရောဟိုတော့အတိုက်တာတော့ဒီကြတဲ့ကသာသူ့လဲဆိုကျွန်တော်တို့တရှိဒီချင်းတွင်းညစ်ထဲမှာတရားသာတုဖို့နေတာလင်းမြတ်တာကာလအတွင်းလဲရောက်ခဲ့ပြီကျွန်တော်တို့မျိုးနယ်မှာ ပညာရေးရောတမ်းမာရေးရောကဘာတစ်ခုမှကောင်းတာမရှိသေးဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ထောက်ပံ့မှုကပြောမယ်ဆိုရင်ရခိုင်တို့ကလဲပါတယ်ပြထောင်ကနန်းမှဟိုအထောင်ပုံမှတပုံလောက်တော့မှဟိုမရှိတဲ့ကဏ္ဍမျိုးဖြစ်နေတာကိုကျွန်တော်ကတွေ့နေရတဲ့အခါကျတော့ဆင်မပြေဘူးပေါ့နော်ဒီဘယ်လိုဆိုလဲဥညိုလဲလုပ်ပုံရတာဆင်မပြေတော့ဒီကရက်လားအန်ယူဒီလောက်ကမဟုတ်တဲ့ဒီဒီဖီယာလေးတို့ ့အဲ့ဒါရဲ့ဒါတွေကတော့ပြောချင်တာရရှင်းပါလေဒါတို့ကဒေါ်လာရေးကိုဒေါ်လာရေးလို့ပဲသွားနေကြတယ်လို့ကျွန်တော်ညင်ညင်ညင်ညောကျွန်တော်ကိုရောပေါ့တော့သူတို့ရဲ့စိတ်ဓာတ်တွေကတော့မဆိုးလို့ကျွန်တော်ပြောချင်တယ်သူတို့ကဒေါ်လာရေးကိုဒေါ်လာရေးလို့ပဲသွားချင်တယ်တဲ့အခန်းကဏ္ဍတွေကိုသူတို့တိတ်ကြည့်တော့မှဟိုမသွားချင်ဘူးဘာတိုင်းလို့သူတို့မှပါလို့လဲဆိုတန်ဖိုးမှုလို့တာပေါ့နော်တန်ဖိုးမှုရာမတန်မှကိုလို့တယ်သူတို့မှအရှိအင်အားဘယ်လောက်ပဲရှိလို့နေနေတောင်းရနေရတာ အဲအမီတော့အဆုံးပေါ့နော်အကုန်လုံးကတို့မှလိုအပ်ချက်တင်နေတယ်။ဒါပေမဲ့လို့မဖြစ်တယ်လဲဆိုဒီညနဲ့တတဖဒီရဲ့ပါအဖရဲ့ဒီကြောင်းလဲမှုမရှိရင်တော့တို့တို့တွေလည်းအကျိုးမရှိဘူး။ဘာဖြစ်လဲဆိုတော့တော်လိုင်းလို့ကလည်းတို့တို့မှာခံစားချက်တစ်ခုကြောင့်တာလုံနေကြတာအဲ့ဒီထဲမှာပါလဲဆို CDN လေးတော်တော်များများပါလေကြာဒီတော်လိုင်းလုံနေရဲမှာဒီ CDN လေးအတွက်ကြောဟိုပြည်ထနာဝန်ကြီးဌာနတွေရရောအစိုးရအဖွဲ့ဝင်တွေရရောအလုံးဒီမှာပြည့်စည်နေတယ် အဲ့တော့ဒီကိုရီးယားဘောကိုကဆုံးလို့ပြီးတော့မှပါဒါတွေလုံနေကြပါတယ်ဆိုနေမှဟိုရန်သူလိုသဘောထားနေကြမှာလားကျွန်တော်ပြောချင်တာဟိုကိုဂျိုးတဲ့ရန်သူသဘောထားလားဒါမှမဟုတ်တော်လိုင်းတဲ့ရန်သူသဘောထားလားကျွန်တော်တို့ကဒါတွေနေပြန်ရအများကြီးရှိနေတာလောင်ကစားကိစ္စတွေကိုမြို့နယ်ပါအဖကိုယ်တိုင်လုံနေတာလို့အခြားဒေသခံတွေကပြောပါတယ်ကျွန်တော်အနေနဲ့ကတော့မင်းကြီးမျိုးနယ်ကတော့ဒီတိုင်းဆိုရင်ကတော့တိုးတက်ရကဥစားတော့အဝေးတွေတိုက်ပွဲတွေရလည်းပဲဟိုရှိရတော့မရှိဘူးလေကြောင်ပဲပုံကျခံနေရများနေတယ် ကျွန်တော်တို့ဒေါ်လာရှိတော့ရှိရောက်ပို့တာဆိုရင်ကတော့ဒီလိုအလွယ်တုံးစားတွေလုပ်နေတယ်အချင်းချင်းခြားသားမှုတွေလုပ်နေတယ်ပါဖားရဲ့ပါဖားပါကဖားတွေကတော့မရှိတော့မှာပဲအေးမှာပေါ့ဖြုတ်ချနိုင်မှာပဲကျွန်တော်တို့တိုတိမယ်လို့ထင်တယ်တော်လေးချင်းနေစိုးနေတယ်ဟိုရှင်တော့ရတဲ့အခွင့်ကိစ္စတွေပေါ့နော်ပတ်စံကိစ္စတွေလည်းပဲဟိုရရရတော့သူတို့ပဲတုံးစားနေရပေါ့လောင်းစားနေပဲချိန်ကုန်နေတာဟိုမင်းကြီးလူနဲ့ဒေတာတုတ်တိရေးရတာသူတို့ဘာမှမလုပ်ကြဘူးလေ ဘာမှစစ်ဆေးရမှာရှိဘူးမယ်ခုချိန်ပြီးအောင်တော့လောင်စာဝိုင်းတွေကလည်းပုံမှန်ပဲဒီတိုင်းပဲကျင့်ပြချာစားမှုတွေကရှိနေတော့မယ်လေသင်ချင်းမှာတော့သူတို့ဒီမျိုးနယ်အဖွဲ့တွေနဲ့ကျန်တဲ့အဖွဲ့ပါပဲသူတို့နဲ့နီးနီးရသားတွေပေါ့မှာကျွန်တော်တို့ကလည်း၆ခေါင်တို့ချင်းဝိုင်းတို့ပြောကျွန်တော်ကလည်းရှောင်းကုန်းမြဝိုင်းတို့ပြောထဲမှာပဲလောက်တယ်မှာတရရကိုလောက်ရင်ကတော့အနည်းဆုံး3-5လောက်ပါပဲရှိတယ်မှာ ရှင်မျိုးမှလာလို့တဲ့လူတွေရောမဟုတ်ဘူးဘယ်လိုလဲရှင်မျိုးလုံများမှာပါလေအချက်သားတွေလည်းပါတာပေါ့တော်တော်များပါတယ်ဒိဋ္ဌဆောင်ကလူတွေပေါ့ငယ်ပေါင်းဆောင်ကလူတွေလည်းများတယ်မျိုးနယ်နေနေရတော့ဟာလိုကယ်နဲ့ဆိုရင်တော့ဒါအဆင်ပြေတာတော့မရှိသေးဘူးဟိုတော်တော်လေးတော့ဘောတော့ဒီအင်အားငယ်ငယ်လို့ဘောတော့ဘာကပ်ပါဆိုလဲဘာကပ်ပါအချင်းချင်းတိုက်နေဆိုလဲတိုက်နေပေါ့မျိုးနယ်ဆိုလဲမျိုးနယ်ပေါ့ဟိုအဖွဲတစ်ဖွဲနဲ့ကတော့မတူကြဘူးပုံစံကြီးကလေ ါဖမှလည်းပဲမတူဘူးပါကဖမှလည်းမတူဘူးခွဲခြားမှုတွေကတော့ရှိနေရတာပဲစန္ဒပြပွဲမှာမင်းကြီးမျိုးနဲ့ပါကဖပါအဖမလုံးနဲ့ရွှေမော်ပါကဖပါအဖလောက်ကြငါတို့ပညာရေးကိုလောင်စာဝိုင်းတွေလောက်အလီမထားတဲ့ပါအဖဝင်းမဆုအလိုမရှိအစိုးရကပေးတဲ့အခွင့်အာဏာမင်းတို့ကောင်းစားဖို့မဟုတ်ဘူးတော်လန်ကြီးကောင်းစားဖို့ဆိုတာတည်ထားကြစတဲ့စာရန်တွေကိုကန်ဆောင်ပြီးကြီးရပေါင်းဆောင်ကចောင်းသားပြည်သူတွေကစန္ဒပြထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ